အမင်္ဂလာပါကျွန်တော်နေမိညာ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ how any ကောက်ဖွင့်မရတော့ဒီအပိုင်းမှာလာလာပြီးတော့အမင်းများနေကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့ရွေပြီးတော့ဗောနော်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ how any ကောက်တစ်ခုကိုကျွန်တော်ရဲ့ mobile phone ကနေပဲအလွယ်တကူဖွင့်ပြီးတော့အသုံးပြုရနိုင်မယ့်နီလောင်ကောင်းလေးတစ်ခုကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေကကိုယ့်ရဲ့ mobile phone ကနေပဲ how any ကောက်တစ်ခုကိုအလွယ်တကူဖွင့်ပြီးတော့အသုံးပြုရနိုင်မယ့်နီလောင်ကောင်းလေးကိုတည်ကျင်နေဆိုရင်တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုအဆောင်နေရှိပေးသေးတယ် ကျွန်တော်ကတော့နည်းပညာနဲ့ပတ်သက်တာတွေကိုအမြဲတမ်းမျှော်တင်ဆက်ပေးနေတဲ့ AI Global Technology Channel ပဲဖြစ်ပါတယ်ဗျာ။ဒါကြောင့်မလို့ကျွန်တော်ဒီ interview ကိုအဆုံးထိရှိပေးစီပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီ how and ni ဖွင့်ဖို့အတွက်ခါကြတော့ဗောနော်ကျောတီမာက howe phone တစ်လုံးရှိရင်လည်းရတယ်ဒါမှမဟုတ် howe ဟဲ application နဲ့ဝင်ပြီးသွားပြီးတော့လည်းဖွင့်လို့ရတယ်ဗောနော် ဒါပေမဲ့မိတ်ဆွေကဒီလိုမျိုးနီလန်နှစ်ခုနဲ့ဖွင့်လို့အအဆင်မပြေဘူးပေါ့နော်ဒီ website ကနေသွားပြီးတော့ဖွင့်နေတယ်ဆိုရင်လည်းရတယ်ကျော်ဒီ cookie ရနေပေါ့နော် Huawei အဲ ID register ဒါမှမဟုတ် Huawei ID sign up ဆိုပြီးတော့ရိုက်ရှာလိုက်ပေါ့နော်ဒါဆိုရင်တော့ကျော်ဒီ Huawei ID ဖွင့်လို့ရမယ် link လေးတစ်ခုတည်းဝင်သွားပါလိမ့်မယ်အဲ့ဒီမှာဆိုရင်တော့ကျွန်တော်တို့ရဲ့နာမည်အပြည့်ဆုံးပြီးရင်ကျော်တို့က per region နဲ့ဖွင့်နေတာလေပေါ့နော်ဒီမှာကတော့ကျွန်တော်ကလက်ရှိကကြတော့မြန်မာနိုင်ငံစင်ကာပူနဲ့ဖွင့်မှာဖြစ်တဲ့အကြောင်းမို့မြန်မာ region ကိုယူပေးလိုက်ပါမယ်။ ပြီးတော့မွေးသက်ခရစ်ကတော့ကိုယ့်ရဲ့မွေးသက်ခရစ်ခုနှစ်လရဲ့အမှန်ကိုဖြည့်တူလဲရသလိုဒါမှမဟုတ်အာဖိတ်ပေါ့နော် session နေပြည့်တဲ့အကောက်တွေလေးရပါတယ် session နေပြည့်တဲ့ဟာဆိုရင်တော့ရပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်အရင်ဆုံးထည့်ရမယ်ဒါကတော့ကျွန်တော်ဖုန်းနံပါတ် SMS code ကိုအရင်ဆုံးတောင်းလိုက်မှာပေါ့နော် SMS code တောင်းပြီးတဲ့အနေအထားမျိုးမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ Gmail တဲ့ကိုပေါ့နော်အာဒီ Huawei ID ကနေချိန်ဖို့အတွက် Gmail ကိုတောင်းတယ် ဟာ verify နေလို့ဖို့တော့ပေါ့နော်ကျွန်တော်တို့ရဲ့ email ကို link လေးတစ်ခုပို့ပေးပါလိမ့်မယ်အဲ့ဒီ link ထဲဝင်ပြီးတော့ကျွန်တော်တို့ကဒီ verify click ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီ link အ link အပြောင်းလေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ Huawei ID နဲ့ကျွန်တော်တို့ရဲ့ email နဲ့ကချိန်သွားပြီပေါ့နော်ဒီမှာဆိုရင်တော့သူရွေးခိုင်းတဲ့ဟာဆိုရင်တော့ကျွန်တော်က skip ပဲရွေးပေးလိုက်ပါအဲ emergency contact နေရာမှာကကျွန်တော်တို့ကတကယ်လို့ password တွေပဲမိသွားတဲ့ခါကျရင် reset password ပြန်လုပ်ဖို့အတွက်ပေါ့နော်သူကထိခိုင်းတာပါဒီမှာတော့ကျွန်တော်ကဖုန်းနံပါတ်တွေရော email တွေရောရှိရဖြစ်တဲ့တကြောင်မို့ reset password တော့မလုပ်တော့ပါဘူးဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာပေါ့နော်အဲတုံးပြဖို့အတွက် hardware အနေနဲ့တစ်ခုတော့ရှာတော့ပဲဖြစ်ပါတယ် အဲနောက်ထပ်နီလန်းတွေကတော့အများကြီးရှိသေးတယ်ပေါ့နော်အဓိကကကြတော့ကျွန်တော်ပြောချင်တာကတော့ကျတော့ကျွန်တော်တို့ကဘာအတွက်သုံးပါလဲပေါ့နော်အဝက်စ်နဲ့ချိန်ပြီးတော့အသုံးပြုမယ်ဆိုရင်တော့မြန်မာ region ဆိုရင်တော့အဆင်ပြေပါတယ်ဒါမှမဟုတ်မိတ်ဆွေကကိုကဒီကိုခဲနဲ့ပတ်သက်တဲ့ဟာတွေပြီးတော့ WPA Office PC ပါရှိနေပါတယ်ဟဲ့ကိုရဲ့မှာပါပေါ့နော်ဒီမိတ်ဘက်မှာသုံးမယ်ဆိုရင်တော့ကျွန်တော်တို့က Philippine region ဒါမှမဟုတ် Malaysia region လို့ ချိန်ပြီးမှပဲဒီလိုမျိုးဒီကိုကဲနဲ့ပတ်သက်တဲ့ဟာတွေကစပို့ပေးတာဖြစ်တော့တချို့မှာနော်တုံးလာတာပို့ပြီးတော့အဆင်ပြေသွားလာမယ်နိဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေအနေနဲ့လဲဟာဝဲနေကောက်တစ်ခုကိုကျောရဲ့ mobile phone ကနေပဲအလွယ်တကူဖြန့်ပြီးတော့ဗောနော်အသုံးပြုရနိုင်မယ့်နီလန်ကောက်တစ်ခုကိုနားလည်သွားလိုက်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ channel လေးမှာဆိုရင်တော့နီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေတာဖြစ်လို့မိတ်ဆွေကနောက်ပိုင်းလာတဲ့နီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာကိုပေါ့နော်ထပ်ပြီးရလေ့လာကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမလုပ်ကသေးရင် like and subscribe share ရေလိုပေးခဲ့ဖို့တောင်းဆိုချင်ပါဗျာ။ဗီဒီယိုလေးကိုအဆုံးထိရှုပေးကြတဲ့တူတောက်စီတန်းကိုလည်းကျေးဇူးတူတူရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်။အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။